ချဲကိုကလေးတွေရေးစမ်းပြီးတော့ကျွေရတဲ့ဖုန်းကြောင်းထမင်းယူလာပြီးတော့ထမင်းနဲ့တိုးတောင်တိုးနေဒီကလေးရဲ့ note တိုင်းရာဆိုတော့အဟာကိုကအဟာရပြေသွားတယ်အဖာမပြေသွားပါဘူးကလေးတွက်လည်းနိုးလည်းတိတ်မထွက်ဘူးသမီးမမကောင်းအောင်ကမဆားတဲ့အခါကျတော့အမေပါပါတယ်မေလည်းမဆားတဲ့ရက်တည်းအမေကလေဖြက်ထားတယ်နောက်တော့စီချိုးတက်ပြလုံးလည်းမမြင်ရဘူး အကုန်မမြင်ရတာမဝါတာတစ်ဖက်ကတော့မြင်ရတယ်ကောင်းကောင်းတစ်ဖက်လုံးမမမြင်ရဘူး မင်္ဂလာပါအဲ့ဒါနာမည်လေးနဲ့အိမ်ကမိတ်ဆက်ပြီဟုတ်လားနာမည်ရတော့တမိနာမည်အေးအေးဝင်ပါတက်ကအတက်က28နှစ်ခုနအမေကျန်နော်အရာအမေဟုတ်ကြဘလောက်ရှိပါ့အမေရဝ68နှစ်ဒါလေးတွေကတမိခလေးတွေဒီမှာတယောက်ရှိတယ်တော့မှတယောက်ပို့ထားပါတယ်တမိခလေးဒီကလေးကဘယ်ရောရှိပြီအမှားဘူးလားဟုတ်ကဲ့အမှားဘူးပဲတာရုနာမည်ဘယ်လိုခေါ်လဲတာရုနာမည်ဘယ်လိုလဲပြောပြလိုက် ညုံမဲလာညုံမဲစားပါကိုယ်တော့မှတရားပူလာဆိုဒါလည်းအမွာပဲလားဟုတ်ကဲ့ပါအဲ့ဆိုတော့ဘလို့အခြေအနေကြောင့်ကလေးကိုနေပူထားရလဲဟိုဟာမြမလေးလောက်ကန်စားဖို့လေဒုက္ခရောက်တယ်ကလေးတွေနဲ့ဟာတမီကလေးလေးကိုကလေးလေးကိုတွားပြီးတော့တမီမှာတော့မှတော့ပို့ထားတမီလောက်ကန်စားဖို့တော့ဒုက္ခရောက်လို့ပါအမျိုးသားဟုတ်အမျိုးသားလောက်သွားမဲ့ဆိုပြီးတော့သွားတာဥချင်းကြီးပြတ်မလားကိုလာပိုင်း16ရက်နေ့တည်းရမယ်နော် အခုလက်ရှိမှာညီမလေးကဟိုကစုံရတဲ့ဘက်ခူးရောင်းထားတယ်အခုကကစုံရလက်တမမခူးနိုင်သွေးနုတာလုံးနဲ့မလို့ဟိုရတဲ့ကတော့မလေးတော့ခူးတယ်ခူးလာတိုင်းမခူးနိုင်ရေထဲမှာအကြာကြီးလက်မှာတမရက်နိုင်လို့တပြန်လာတယ်ခလေးစနဲ့အဝတ်လျှော့တဲ့အိမ်ကလည်းတမသွေးနုတာလုံးနဲ့မလို့မခေါ်ဘူးအတော့စားရတော့ကြတော့ဘယ်လိုမျိုးစားတော့စားတော့တာဖုန်းကြောင်းကတမလို့မှာထမင်းယူစားရတယ်ထမင်းရတဲ့ခါရတယ်မရတဲ့ခါကျမရအောင်တမလို့ ပမ်မမထမစားကန်ကြမနမနမအကလေးလေးလောက်ပဲခလေးလေးတစ်ခါကျမစားအမေပါပါတယ်မေလည်းမစားတဲ့ရတိမေလည်းကျမ်းမိုင်မကောင်းတဲ့သူပဲလမ်းလျှောက်ပဲအမေကလေဖြက်ထားတယ်နောက်တော့စီချိုးတက်ပြီးမျိုးလုံးလည်းမမြင်ရအကုန်မမြင်ရတာမဝါတာတစ်ဖက်ကတော့မြင်ရတယ်ကောင်းကောင်းတစ်ဖက်လုံးမမမြင်ရဘူးသမီးကသမီးတော့ဟာဖြစ်တယ်ဘာဖြစ်လို့ အပြည့်တင်တယ်လို့လည်းပြောရတာပေါ့ကမိဘတယောက်တမိမကြည်နိုင်တော့တဲ့အတွက်ကြောင့်တမဲသွေးနှုတ်တာနဲ့တော့ခလေးမိုးတဲ့တလားမပြည့်သေးတော့တမိမေလည်းတမိအငတ်ထားတမိစင်းလို့စင်းတာရမတိုင်းမပေးရဘူးတမိခလေးတွေတမတ်တွေလောက်ကိုင်းတော့ရင်းနှီးတော့တမိခလေးတွေရအောင်ကြည့်မယ်ဆိုပြီးတော့အဲ့ဒီတိုင်းနေရပါအဲ့တော့တယောက်ကိုပေးလိုက်တဲ့ခါကျတော့ရှင်ထဲမှာတမိရဲ့နာမမကောက်ပါဒီခလေးလေးဒီမှာနိုးစာနေတဲ့ခါကျရင်ဟိုခလေးလည်းနိုးစာမှာပဲဆိုပြီးတော့နေရပါ သမီးရင်းနဲ့မအဲ့လိုမျိုးမကောင်းတာမှသမီးကလေးကိုသမီးကပြန်ခေါ်ကြင်နေတယ်အမြင်တော့အမှသမီးလက်ထမ်းမှာအခက်ခဲဖြစ်နေတော့သမီးမခေါ်နိုင်ဘူးဖြစ်နေပါကလေးတွေပေါ်ထတောင်းမှမကြေနိုင်တဲ့လူဖြစ်နေသူများလည်းမပေးရဘူးသမီးမှာဒီနေ့ရောအိမ်မှာပါချက်ဒီနေ့ကဘာမှမချက်ဘူးကလေးတွေရေးစမ်းပြီးတော့ကြွေရတဲ့ဖုန်းကြောင်းထမင်းယူလာပြီးတော့ထမင်းနေတိုးတောင်တိုးနေညနေကျတော့သမီးတို့မှာဘာမှမရှိဘူးစားဖို့တော့ ပဖန်လဲပပန်တီးရသည်အထင်ချန်တမလို့တာမီတယ်အဲ့တကယ်လို့မှပတ်ဆက်မရှိဘူးဆိုတမလို့တာမီအငတ်နေရမထင်ဘူးကလေးတွေလည်းအကုန်လုံးတီးတိုင်းမနေရအဲ့ဒီကလေးရဲ့နိုးတိုက်နေရဆိုတော့အဟာကိုကအဟာရပြေးသွားတယ်လားအဖာမပြေပါဘူးခလေးတွက်လည်းနိုးလည်းတိတ်မထွက်ဘူးတမိမမကောင်းအောင်ကမဆားတဲ့အခါကျတော့ပထမရင်တော့ခလေးတွေထားပြီးတော့တမိထွက်သွားဖို့လုပ်လိုက်ခလေးမွေးပြီးတုံရမယ်ဒီခလေးလေးတွေတမိထားပြီးထွက်သွားမယ်လို့ဆိုတော့နေနောက်လည်းကြတော့တမိ ဒီကလေးတွေခွဲပြောလဲတော့မနေနိုင်ဘူး။တပြင်းရအောင်လို့ဒီကလေးတွေကြည့်မယ်ဆိုတော့စိတ်နဲ့တမီးကတမီးဒီတိုင်းပဲပြန်နေတဲ့လား။အလူခံလို့ရတာလို့အခုတစ်ယောက်ယောက်ကူညီလို့ရတဲ့တမီးဈေးတွေပဲရင်းနှီးပြီးတမီးကလေးတွေတမီးကြည့်မယ်ကျွေးမယ်ဆိုတော့နေတယ်။ပလုံလေးပဲလေရတဲ့ပူဖွဲလေးကောက်တယ်ကောက်ပြီးတော့တမီးရတဲ့လောက်တော့အစာပြေလောက်တော့တမီးအောင်လို့ကျွေးထားတယ်။အမတက်ခါကျတော့မင်းကတော့မင်းကလည်းပိုက်စားတယ်ဆိုပြီးတော့အဲ့ဒါအိတ်ပြောသွားတယ်မင်းကတော့ကလေးတွေကြတော့ ဒီနားမှာပအဝင်းနေနေမှာခလေးတွေကနားမလဲသမင်းတော့တောင်းနေတောင်းမှုတွေသူရေးသမင်းရတဲ့ခဲဆိုရှိလဲသူတို့မှာရေးနေစားကြတဲ့ခလေးတွေအခါကျတော့သမီးရနေမှာမခံစားနဲ့ခလေးတွေလုံးဖြစ်နေတာသမီးကဈေးရောက်စားမယ်သမီးတကယ်လို့အရင်ကြီးရလို့သမီးဈေးရောက်မယ်ဈေးရောက်ပြီသမီးမိသားစုသမီးကဲမယ်ကလေးတို့ပညာရေးချင်းထားမယ်ကုံစင်းရောက်မှဆိုလဲတမိလက်ထမနဲ့တိုင်းသုံးသိန်းလောက်တော့အနေတော့ရှိမှအဲ့ဒါတော့နည်းနည်းလေးပဲရင်လို့ရမှာအများကြီးမင်းအောင်အကျွေးရော အကျွေးရတော့ရှိတယ်သမီးစီမှာသမီးကလေးနေမကောင်းတဲ့ချိန်မှာသမီးကလည်းပိုက်ကြီးနေတော့မလုံးနိုင်တော့သမီးအကျွေးယူပြီးဒီကလေးလေးကိုကုထားတယ်သမီးကအဲ့လိုမျိုးအခက်ခဲရှိတော့တကြောင်မို့သမီးကိုကူညီမဲ့လို့ရှိရင်တော့သမီးကခြေဆုတယ်မှာတယ်သမီးကိုအဲ့လိုမျိုးကူညီမဲ့လို့ရှိရင်တော့အဲ့သမီးကတကယ်လို့ရခဲ့တော့အချိန်သမီးကလေးကိုသမီးအရင်ဆုံးတော့ခေါ်မှာကလေးရင်ခေါ်မှာသမီးသားလေးတွေသမီးအကြီးလေးတွေကိုသမီးကြောင်ထားတယ်နဲ့သမီးမြေလည်းသမီးကောင်းအောင်ကြည့်ကျင်နေအကျွေးရှင် အဲကြောင့်တမျာကူညီတောင်းတာပါပါဆိုတော့တမျိုးတက်နိုင်တလောက်ပဲတမျိုးကူညီပေးပါဆိုတော့တမျိုးကူညီတောင်းတာပါတမျိုးတော့ဒုက္ခရဲ့ဝင်ဆိုင်နေရလို့ပါ